က်စစ်ဆိုင်ခဲနှင့်စပိန်များနိုင်ငံခြားဈေးကွက်သို့တင်ပို့မှုမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အရှေ့ဘက်ကျန်းစုပြည်နယ်ဝူရှိမြို့မှလျက်စစ်ဆိုင်ခဲနှင့်စပိန်တင်ပို့မှုများယခုနှစ်များအတွင်းမြင့်တက်လာပြီးတရုတ်ပြည်ထုတ်ပစ္စည်းတွေပြည်ပဈေးကွက်အထိချဲ့ထွင်းလာပါသည်။ယခုနှစ်ကိုလာအတွင်းတရက်စင်မော်တော်ဆိုင်ခဲနဲ့စပိန်များတင်ပို့မှုက30ရာခိုင်နှုန်းကျော်တိုးတက်လာပါသေး။ ဟူရှီလျက်စင်မော်တော်ယာဉ်ဆက်မှုဆုံးမှဈေးနှုန်းအရေအသွေးအစစ်မြေနည်းပညာတွေကြောင့်နိုင်ငံကမှဝယ်ယူသူတွေများလာပါတယ်။ပဝင်းချင်အတွက်အကျိုးရှိသလိုအရေအသွေးအလွန်မြင့်တာကြောင့်လူကြိုက်များတာဖြစ်မယ်လို့ပြည်ထိုင်မှဝယ်ယူသူတအူးကပြောပါတယ်။ မူရှိမထိတ်သီးကုမ္ပဏီတစ်ခုဆိုရှင်ပြခန်းထဲမှာအတိအမှတ်ပြုမူပိုင်ခွင့်2400ကျော်ပြသထားပါတယ်။ပင်မနီးပညာကိုယ်အညီများဖြင့်နီးပညာမြင့်ထုတ်ကုန်အသစ်များကိုတစ်ကမ္ဘာလုံးလိုအပ်ချက်နဲ့ပြည့်မီအောင် ပုံမှန်ထုတ်လုပ်နေပါတယ်။ ပြဿနာဆုံးတစ်ခုတွေ့တယ်ဆိုရှင်ပြည်တွင်းစီးပွားရေးဘူရိုကိုတိုက်ရိုက်တိုင်ပင်နိုင်ပြီးဒါကကုမ္ပဏီရဲ့သူ့အလွန်အကျိုးရှိစေတယ်လို့ကျန်းစုကျုံရှင်မော်တော်ဆိုင်ကယ်ကုမ္ပဏီမှထွေထွေမန်နေဂျာရန်ချန်းကပြောမှာတဲ့လျှက်စစ်မော်တော်ရှင်ထုတ်လုပ်သူများနဲ့နိုင်ငံခြားဝယ်သူများကိုချိတ်ဆက်ပေးဖို့ယခုနှစ်အတွင်းပြပွဲပေါင်း20ကျော်စီစဉ်ပေးခဲ့ပါတဲ့ ဝူရှိမလျက်စင်မော်တော်ရှင်ကုမ္ပဏီတွေဟာနိုင်ငံပေါင်း40ကျော်မှအယောင်ဆိုင်ပေါင်း2000ကျော်ဖွင့်လှစ်ထားပါတယ်လို့သိရပါတယ်ရှင်။